ရုရှားကယူကရိန်းစစ်ပွဲမှာနိုင်နေပြီထင်ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါ၂022ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့မှာရုရှားကယူကရိန်းကိုကျူးကျော်ခဲ့တာပါ၃ရက်အတွင်းအောင်ပွဲခံမဲ့ဆွဲယုံကြည်ချက်မာနအနေနဲ့ကျူးကျော်ခဲ့တာဖြစ်ပါရင်ကီယက်ကို82နှစ်အတွင်းတင်ပိုင်နိုင်မယ်လို့သူတို့ကပြောခဲ့ကြတာပါရုရှားရဲ့စီးဆွမ်းဟာကမ္ဘာပေါ်မှာဒရီယာအင်အားအကြီးဆုံးဖြင့်သတ်မှတ်ခံထားတာဖြစ်လို့သူတို့ဒီလိုပြောခဲ့တဲ့အချိန်မှာယုံကြည်ကရှိနေခဲ့ပါရင်ဒါပေမဲ့၃နှစ်အကြာမှာတော့ရုရှားဟာယူကရိန်းရဲ့20ရာခိုင်နှုန်းကိုသာတင်ပိုင်ထားနိုင်ခဲ့တာပါအဲ့ဒီအတွက်ဒဏ်ရာရသေဆုံးစစ်သားတပ်တန်းနီးပါးလောက်ကိုစစ်တေးထားပါရင် ဒါကသုံးနှစ်အခြေအနေပဲရှိသေးတာပါ၂၀20နှစ်ဖေဖော်ဝါရီလအကဲဖြတ်ချက်မှာရုရှားဟာပီကရနစ်ကယူကရိန်းပိုင်နဲ့၄၂၀၀ကီလိုမီတာခန့်သိမ်းပိုက်ခဲ့ပြီးအများစုကဒိုနက်စစ်ဒေသမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်ဒီဧရိယာကအမေရိကန်ပြည်ထောင်စုရဲ့အသေးဆုံးပြည်နယ်ဖြစ်တဲ့ရူအိုင်လန်စ်တက်နည်းနည်းပဲပိုကြည့်တာပါနှိုင်းရှင်ချင်းပဲဆိုရင်၄၂၀စတူယန်မီတာဟာယူကရိန်းရဲ့စုစုပေါင်းပိုင်နဲ့အရွယ်စားရဲ့၃ညတသမ6ရာခိုင်နှုန်းလောက်ပဲရှိနေတာဖြစ်ပါတယ် Folk Magazine ကနေပြီးတော့2025ခုနှစ်ဧပြီလစင်းအင်းနေနဲ့ကိုရိုင်းလေးလာသုံးသပ်မှုတွေပြုလုပ်ခဲ့ရမှာ ရုရှားဟာနေမြေ68စတိုယန်မိုင်ကန်တာတင်းယူနိုင်ခဲ့တာတွေ့ရှိရပါတယ်။ဒေနုံတိုင်းသာဆက်သွားနေမယ်ဆိုရင်ယူကရိန်းကိုတင်းနိုင်ဖို့ကနှစ်230လောက်ထက်ကြာသွားမှာပါ။အဲဒီအတွက်ရုရှားစစ်သားတန်း100လောက်ကိုလည်းဈေးရအောင်မှာဖြစ်ပါရင်စင်းနေရဆိုရင်စစ်ပွဲအချိန်ကြာလာလေလေရုရှားအတွက်ပိုဆိုးလာလေလေဖြစ်သွားမှာပါ။ယူကရိန်းကောင်ဝေးဝင်ကြီးဌာနရဲ့နောက်ဆုံးအချက်အလက်တွေအရရုရှားတပ်ဖွဲ့ဝင်တွေဟာ2022ခုနှစ်ဖေဖော်ဝါရီလကတည်းကစစ်သား ကိုသိန်း9500ခန့်အထိနာခဲ့တယ်လို့သိရပါတယ်ရုရှားကအာဖဂန်နစ္စတန်က10နှစ်ကြာစစ်ပွဲအတွင်းစစ်သား15000လောက်ဆုံးရှုံးခဲ့တာပါဒါပေမဲ့ယူကရိန်းမှာတော့၃နှစ်အတွင်းအစ60ကျော်အထိနာတယ်လို့ဖြစ်နေကြတာပါနောက်ပြီးရုရှားမှာစစ်မှုထမ်းနိုင်တဲ့အသက်တွေကလည်းရှားပါနေပါပြီဆိုဗီယက်ယူနီယံပြိုကွဲခဲ့တဲ့ကဖြစ်လာတဲ့စီးပွားရေးအကျယ်တဲတွေကြောင့်အိမ်အောင်ပြုမှုနှုန်းကလေးမွေးဖွားနှုန်းတွေနှိမ့်ချခဲ့ရတယ်လည်းရှိပါတယ်အကျိုးဆက်အနေနဲ့လက်ရှိမှာစစ်မှုထမ်းနိုင်တဲ့အသက်တွေဟာရှားပါလာတာပါပဲနောက်ပြီးစစ်မှုထမ်းကိစ္စကနေလွတ်အောင်နိုင်ငံကနေထွက်ပြေးကြတဲ့အရေးအတွက်ကလည်း၉သိန်း၂၀၀၀လောက်ရှိပါသေးတယ် ဒီရွယ်တွေကအလုံးလုံးနိုင်တဲ့ရွယ်တွေဖြစ်လို့ရုရှားအတွက်လူသားရင်းမြစ်ဆုံးရှုံးမှုတွေဖြစ်ခဲ့ရတာပါဒီစစ်ပွဲကိုစားခဲ့ခြင်းမှာရပိုင်းတွင်ယူကရိန်းကပြိုလဲသွားလိမ့်မယ်လို့ယူဆခဲ့တာဖြစ်ပါတယ်အင်အားသုံးပြီးကျူးကျော်ရရဆက်ဆက်ချိန်မုန်းလိုက်ရင်ယူကရိန်းကအလျှော်ပေးရမှာပဲဆိုပြီးဇလန်းစားခဲ့တာပါဒါပေမဲ့ထင်သလိုဖြစ်မလာတဲ့အချိန်မှာရှေတိုးရခတ်နောက်ဆုံးရခတ်တဲ့အခြေအနေတွေဖြစ်လာခဲ့ပါတယ်စစ်ဘက်ဆိုင်ရာအကဲဖြတ်အဖွဲ့ CSIS ကနောက်နောက်ဆက်လေးခုနှစ်စတေမာမှာထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာထဲမှာတော့ရုရှားရဲ့စစ်အစီအစဉ်မှုတွေက27ရာစုရဲ့အကြီးမားဆုံးထောင်လိုင်းဆိုင်ရာကြာရှုံးမှုလို့ဖော်ပြထားခဲ့ပါတယ် ဒီသုံးသပ်ချက်ကိုတခြားစစ်ဘက်ဆိုင်ရာကဲဖြတ်အဖွဲ့အစည်းတွေကလည်းထောက်ခံခဲ့ကြပါတယ်။အဓိကကတော့စစ်ပွဲကိုမင်းမြန်ပြီးမယ်ထင်တဲ့ယုံကြည်ချက်ကြောင့်ဖြစ်လာခဲ့ရတာလို့ဆိုထားတာပါ။ပြောရမယ်ဆိုရင်တော့ရုရှားဟာသတင်းကြီးတလို့မစွမ်းဆောင်နိုင်ခဲ့တာပါပဲ။အဲဒါကြောင့်စစ်ပွဲရဲ့အရေးကြီးတဲ့ပထမဆုံးလအနေနဲ့အတွင်းမှာရုရှားဟာအနိုင်ရသလိုဖြစ်ခဲ့ပေမယ့်အချိန်ကြာတဲ့အခါမှာတော့ပြင်းထန်တဲ့ထောက်ပံ့ရေးပြက်လက်မှုတွေဖြစ်လာခဲ့ရပါတယ်။ဟော့စတိုမဲလီစိတ်တိုင်ပွဲမှာတော့ရုရှားဟာခေတ်သစ်စစ်ပွဲတွေအတွက်လိုင်ယောညီထွေလှုပ်ရှားနိုင်စွမ်းနှေးပါနေရဆိုတာပေါ်လွင်ခဲ့ပါတယ်။နောက်ပြီးသူတို့တင်ထားတဲ့နေမြေတွေယူကရိန်းကပြန်သိမ်းနိုင်ခဲ့တဲ့ကိစ္စတွေလည်းရှိလာခဲ့တာပါ။ ဒါပေမဲ့ရုရှားဝါရီဖျန်းချင်းလိုင်းထဲမှာတော့သူတို့ကပဲအသာစီးရထားသလိုပုံဖော်နေခဲ့ပါရင်တကယ်တော့သူတို့ကအသေးစားအောင်မြင်မှုတွေကိုပဲပြနိုင်ခဲ့တာပါ။စာရွက်ပေါ်မှာဆိုရင်ရုရှားဟာကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံဆင်းမှာ၁၁နေရာမှာရှိနေပါသေးတယ်။ဒါပေမဲ့အပေါ်ယံကိုဖယ်ရှားနိုင်ရင်ပြဿနာကရှိနေခဲ့တာပါ။အနောက်တိုင်းရဲ့ပိတ်ဆို့ရေးယူမှုတွေကရုရှားရဲ့နည်းပညာမြင့်ကဏ္ဍတွေကိုဖျက်ဆီးခဲ့ပြီးဘန်စနစ်ကိုထိခိုက်စေကာကမ္ဘာဈေးကွက်တွေကနေကွဲကွာသွားစေခဲ့ပါရင်၂၀၂၄နှစ်ကုန်ပိုင်းမှာရုရှားငွေကြေးရူဘယ်ဟာအမေရိကန်ဒေါ်လာနဲ့နှိုင်းယှဉ်ရင်၂၃ရာခိုင်နှုန်းတန်ဖိုးကျဆင်းခဲ့တာပါ။ နောက်ပြီးစီးပွားရေးရအစိုးရအဆုံးတက်ရောက်မှုကရုရှားရဲ့စစ်ပွဲစီးပွားရေးကိုပြောင်းလဲလိုက်တာကနေလာတာပဲဖြစ်ပါတယ်။သုံးသက်ချက်တွေရရုရှားဟာအစိုးရဘက်ကျရဲ့၄၀ရာလုံးလောက်ကိုကာကွယ်ရေးအတွက်သုံးဆွဲနေတယ်လို့ခန့်မှန်းရပါတယ်။ဒီအခြေအနေကစီးပွားရေးကိုရေရှည်တည်တက်နိုင်တဲ့အဆင့်မဟုတ်ပါဘူး။ဒီအခြေအနေကိုပုံပြီးစိုးရစီရာကရုရှားရဲ့အဓိကဝင်ဝင်ရင်းမြစ်ဖြစ်တဲ့စွမ်းအင်တင်ပို့မှုတွေဟာရေရှည်မှာကြာဆင်းလာနိုင်တာပဲဖြစ်ပါတယ်။ ဝရမတမကဟာ2023ခုနှစ်ကတည်းကရုရှားဓာတ်မွေအပေါ်မိခိုမှုကို30ခန်းလုံးရှော့ချခဲ့တာပါအဲဒါကြောင့်ရုရှားကတရုတ်နဲ့အိန္ဒိယတို့ကိုပဲအားကိုးရပါတယ်အဲဒါတော့မှရှော့စည်းတွေနဲ့ထိုးရောက်နေရတာပါဒီကြားထဲအလုံသမားအင်အားပြက်လက်မှုတွေနဲ့လည်းကြုံလာရပါတယ်အခြေအနေရရက်ကရုရှားအတွက်လှုပ်လေမြုပ်လေဖြစ်နေကြတာပါဒီစွမ်းဆောင်ရည်နဲ့ဆိုရင်စစ်ပွဲအပြီးတနိုင်မှုကလည်းအဝေးကြီးလုံနေသေးတာဖြစ်ပါတယ်နျူကလ িয়ার လက်နက်တွေထုတ်သုံးမယ်ဆိုရင်လည်းအနေတိုးနိုင်ငံတွေကတုတ်ပြန်လာနိုင်တဲ့ကိစ္စတွေကိုထည့်သွင်းရမှာပါနောက်ပြီး နယူးလန်နဲ့တီထုတ်သုံးပြမယ်ဆိုရင်လည်းအဲ့ဒီနေရာတွေကလူနေထိုင်လို့တင်းတော်တော့မှမဟုတ်ပါဘူး။အဲဒါကြောင့်ပိုတင်းနေနဲ့နောက်တစ်ခုကိုရွေးချယ်ရမှာပါ။အဲဒါကတော့ယူကရိန်းကနေဆုတ်ခွာခြင်းပါပဲ။ဒါပေမဲ့ဒီစစ်ပွဲစတင်ကလေးကရုရှားဟာတရားဝင်မှုဆိုတဲ့စကားကိုထည့်လဲသုံးပြီးအခြေခံထားတာပါ။ဒီအချိန်မှာဆုတ်ခွာလိုက်ရင်ပိုတင်းနဲ့မာနထိခိုက်မှာဖြစ်သလိုရုရှားထိတ်တဲ့အလွှာတွေထဲမှာလည်းအကွဲပြဲကိစ္စတွေရှိလာနိုင်ပါတယ်။ဒီအချိန်ကျရင်ပိုတင်းရဲ့အနာဂတ်လည်းတေချာတော့မှမဟုတ်ပါဘူး။ဒီနေ့နဲ့နေပြင်ထပ်ပြီးရွေးချယ်လို့ရတာကတော့ငြင်းချမ်းရေးသဘောတူညီကြပါပဲ။ဒီကိစ္စမှာလည်းအရေးကြီးတဲ့အပေးအယူတွေရှိရအောင်ပါပါ။ဒါပေမဲ့ဒီလောက်အထိခံတိုက်လာခဲ့တဲ့ယူကရိန်းက တော်ရုံနဲ့အပေးယူလို့မှမဟုတ်ပါဘူး။ယူကရိန်းရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကနေပြည်တော်အလုံးကိုပြန်လည်ရရှိဖို့ဖြစ်နိုင်ရင်ခရိုင်မီးယားအပအဝင်နေတိုးကနေလုံခြုံရေးအာမခံချက်တွေရရှိဖို့လိုလာတာပါ။ယူကရိန်းကနေပြည်ကိုဆွန့်လွှတ်ခဲ့တဲ့နောက်ဇာလန်စကီးကနေတိုးရဲ့အာမခံချက်ကိုသူ့ရဲ့ထိတ်တန့်ဦးစားပေးတဲ့ကတစ်ခုဖြစ်အလေးထားတာပဲဖြစ်ပါရည်။နောက်ပြီးရုရှားကလည်းဒီစစ်ပွဲကိုတရားဝင်စစ်ပွဲဖြစ်တာလို့ကြွေးကြော်ထားသူပြီးပြီးဒီရည်တည်မှုကိုထိခိုက်စေတဲ့သဘောတူညီမှုကိုလက်ခံနိုင်မှာမဟုတ်ပါဘူးအချိန်မီပြန်သိမ်းလို့ရတဲ့မူဝါဒတွေခြံထားနေတာပါပြည်ဝင်နိုင်ငံရေးနဲ့ဆက်ဆံရေးတွေကလည်းဒီကိစ္စကိုပိုပြီးရှုပ်ထွေးနေတာပါ တမရဒေါ်နယ်ထရန့်အစိုးရရဲ့ယူကရိန်းပေါ်မတိမငြိမ်ချင်းကပ်မှုကတရမန်ဆက်ဆံရေးကိုလည်းထိခိုက်စေခဲ့ပါတယ်။၂025ခုနှစ်ဖေဖော်ဝါရီလမှာထရန့်ကဇာလန်စကီးနဲ့တိုက်တွေ့ဆုံခဲ့ပြီးယူကရိန်းနယ်မြေတချို့ကိုရုရှားစီကိုပေးအပ်မဲ့ငြိမ်းချမ်းရေးစီစဉ်ကိုအဆိုပြုခဲ့တာပါ။ဒီအချိန်မှာတနိုင်ငံဆက်ဆံရေးကလည်းအေးဆက်သွားပါတယ်။နောက်ပိုင်းမှာရုရှားယူကရိန်းကိစ္စကိုဝင်နှိပ်ပေးနေတဲ့ထရန့်လည်းငြိမ်းချမ်းရေးဆွေးနွေးပွဲကနေနောက်ဆုတ်သွားခဲ့တာပါ။ဒီကြားရင်ကနအူးအပြစ်ခတ်ရန်စဲကိစ္စတွေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့ရုရှားကပဲချိုးဖောက်နေကြလို့အလုံးမဖြစ်ခဲ့ပါဘူး။ပြောရရင်ရုရှားကသူ့ပြည်ဝါထဲမှာသူပိတ်မိနေခဲ့တာပါ။ စစ်ကိုလည်းနိုင်အောင်မတိုက်နိုင်နောက်ဆုတ်ဖို့ကိုလည်းမတက်နိုင်ငြိမ်းချမ်းရေးသဘောတူညီချက်လည်းမယူနိုင်ဖြစ်နေတာပါပဲတဖက်မှာလည်းယူကရိန်းစစ်ပွဲကြောင့် NATO အဖွဲ့ဝင်နိုင်ငံတွေကလည်း GDP ရဲ့200ခိုင်နှုန်းကိုစီးရအတွက်သုံးဆွဲလာကြပါတယ်ဖင်လန်နဲ့ဆွေဒင်တို့လိုအဖွဲ့ဝင်နိုင်ငံတွေရှိလာသလိုဖင်လန်နဲ့ရုရှားကြားကမိုင်800နဲ့ဆက်ကို NATO အဖွဲ့တွေလက်လန်းမိလာနိုင်ခဲ့ပါပြီကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံတွေကတခုဖြစ်တဲ့ဂျာမနီကလည်းအမျိုးသားကာကွယ်ရေးအတွက်ရန်ပုံငွေတွေတိုးမြှင့်ခဲ့ပါတယ်ဝါဆော်ဘတ်အဖွဲ့ဝင်ဖြစ်ခဲ့မှုတဲ့ပိုလန်ကလည်း စတန်ဒတ်အာမီဆိုတဲ့အမေရိကန်တပ်မတော်ဖွဲ့အစည်းအဝေးစီစဉ်နေတာပါဆွေဒင်နဲ့ဖင်လန်တို့ကတော့သူတို့ရဲ့စစ်ဘက်စစ်မှုလုပ်ငန်းကိုအရှိန်မြှင့်နေပါရင်နောက်ပြီးအမေရိကန်ဗီဒိန်စစ်ဘက်ဆိုင်ရာကန်ထရိုက်တာတွေနဲ့ပူးပေါင်းပြီးလက်နက်တွေထုတ်လုပ်နေကြတာပါအရင်ကရုရှားကတန်တမန်ကြီးအားရလေးစားခြင်းခံရတဲ့နိုင်ငံဖြစ်ပေမဲ့လက်ရှိမှာတော့အပေခံနိုင်ငံအဆင့်ဖြစ်နေပါရင်အကြီးဆုံးကုန်သွယ်ဘက်ဖြစ်ခဲ့တဲ့ EU ကလည်းရုရှားကိုဖိတ်ကျင်ထားခဲ့တာပါအဲဒါကြောင့်ရုရှားလည်းတရုတ်တို့အိန္ဒိယတို့ကိုပဲအားကိုးနေရပါရင်2022ခုနှစ်ဖေဖော်ဝါရီမတိုင်ခင်အထိရုရှားရဲ့စစ်တပ်ကကမ္ဘာဒုတိယအင်အားအကြီးဆုံးဖြစ်အင်အားတတ်မှတ်ခံထားရတာပါ စည်လေးလာသူတွေရဲ့အဆိုအရရုရှားကစစ်တင်အင်အား73သိန်း2တန်းအရန်တက်သား2တန်းတင်ကား6000လင်းရင်4000လောက်ပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။ဒါပေမဲ့ကမ္ဘာဒုတိယအင်အားအကြီးဆုံးစစ်တပ်ကတင်းငယ်တဲ့အိမ်ကြီးချင်းနိုင်ငံကိုကျူးကျော်တဲ့အခါမှာဒီကင်းကနက်တွေကတေးပြီးအေးမကြီးတော့ဘူးဆိုတာပေါ်ပေါက်လာခဲ့တာပါ။ကြောင်ရုံဝယ်ကောင်းတဲ့ရုရှားအစားဖြူအမားရင်ဆုံးရှုံးမှုတွေပဲပိုတွေ့လာပါတယ်။အထူးသဖြင့် Hostel မဲကလင်းစိတ်တိုက်ပွဲမှာလုံးဝကြာရှုံးခဲ့တာမိုင်40ရှိတဲ့တန်ချက်ကတပ်ဖွဲ့ကစီကုံပြီးရှေ့မဆက်နိုင်လို့တော့ ရှင်လင်တပ်ဖွဲ့အထောက်အပံ့မပါတဲ့ရုရှားတင်ကားတပ်ကယူကရိန်းအတွက်လွယ်ကူတဲ့ပြစ်မှတ်တွေဖြစ်ခဲ့တော့နောက်ပြီးတချို့တိုက်ပွဲတွေမှာစစ်တီတွေကိုဥစားပေးအသုံးပြုရင်ထိခိုက်ကုန်တာလမ်းကျမ်းမှာအစင်မပြေတဲ့တာတွေကြောင့်ထောက်ပံ့ရေးကြံ့ကြတာယူကရိန်းလေကြောင်းကာဝေးရေးကိုမကျော်နိုင်တဲ့လေကြောင်းစွမ်းရည်တွေဒုတိယကမ္ဘာစစ်အပီးကလေးကပြရိုက်ပို့ထားတဲ့ T-72, T-55, T-34 လေယာဉ်တွေကိုထုတ်သုံးလာတဲ့အချက်တွေအားရုရှားဟာဘလောက်ဗျံမနာဖြစ်နေလဲဆိုတာကိုဖော်ပြနေပါတယ်။နောက်ပြီးခင်မိပါတယ်လို့ကြွားလုံးထုတ်ထားတဲ့ T-90M တင်ကားတွေမှာလည်းချုံရင်းချက်တွေရှိလာတာကိုတွေ့ရပါတယ်။ လင်းရင်ပေါ်က GPS unit တွေဟာ dashboard ပေါ်မှာတိတ်နဲ့ကတ်ထားရတဲ့မြင်ကွင်းတွေ T14 Armada တင်ကားတွေကို2023မှာထုတ်သုံးခဲ့ပေမဲ့ပြန်ပြောင်းသွားခဲ့ရတာတွေ SU57 အတန်တိတ်လင်းရင်တွေကရန်သူပိုင်နယ်ထဲဝင်မရပဲအဝေးကနေသာဘုံကျဲခဲ့ရတာတွေရှိတာခဲ့တာပါရုရှားမှာဖန်တီးထားတဲ့အာနာရှင်စနစ်ရဲ့ဆိုးရွားတဲ့အားနည်းချက်တွေတကတခုကတော့ပူတွင်းရဲ့ခေါင်းဆောင်မှုပေါ်မှာမလုံးဝမတည်နေတာပါပဲကျွမ်းကျင်သူတွေကတော့ဒီလိုအခြေအနေအောင်အာနာရှင်အာနာတီမြဲနေတွေ့တာဆက်လက်တည်တံ့နိုင်တယ်လို့ဆိုလာပြီးနိုင်ငံတစ်ခုလုံးရဲ့ရေရှည်တည်တံ့မှုကိုပြင်းထန်စွာထိခိုက်စေနိုင်တယ်လို့ဖော်ပြခဲ့တာပါ ဒီကြောင့်ကိုခရီမလင်ရဲ့အကြံပေးဖြစ်ခဲ့ပြီးလက်ရှိပြည်ပမှာနေထိုင်တဲ့ဂလန်ပါဗလော့စကီကလည်းထောက်ခံခဲ့ပါတယ်။သူရဲ့ပြောစကားအရဆိုရင်ရုရှားရဲ့ထိပ်ပိုင်းလွှာရီတဲမှာလည်းအချင်းပြန်ခြားဆားမှုတွေဖုံးလွှမ်းနေပြီးသူတို့အတိုင်းဝိုင်းကြီးမပြိုလဲအောင်ကြားကန်ထားတယ်လို့သိခဲ့ရတာပါ။ပြောမယ်ဆိုရင်စီရဲလေးချင်းမှုစီရင်ခံစာမှာလည်းတကယ်စွမ်းဆောင်တွေကိုဖော်ပြထားတာမဟုတ်ဘဲပြလို့ကောင်းအောင်လူကြီးကြိုက်လှူထားခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ဆာရက်ပေါ်ကစင်အားတွေကောင်းနေပေမဲ့တကယ်တမ်းကျတော့အားနည်းချက်တွေရှိနေတာအများကြီးပါပဲ။ အဲအကြောင်းအခြေတင်တိုက်ပွဲဖြစ်လာချိန်မှာတော့စစ်ရင်အားမလုံလောက်တာတွေထောက်ပံ့ရေးချုံရင်းတာတွေဖြစ်လာရတာပါဒီတိုင်းသာဆက်သွားနိုင်မယ်ဆိုရင်တော့ရုရှားဟာစီးပွားရေးပြိုလဲမှုနိုင်ငံရေးကွဲပြဲမှုစစ်ဘက်ဆိုင်ရာပြိုကွဲမှုတွေအပြင်ဘိုးအာနာပြိုလဲမှုတွေပါကြုံတွေ့ရနိုင်ကြောင်းကျွမ်းကျင်သူတွေကထောက်ပြထားပါတယ် ဒီအချိန်ကျရင်ရှင်းဆွဲရုရှားကဆိုဗီယက်ယူနီယံဂျုံခင်းရတယ်လို့မျိုးထက်ကြုံရနိုင်တော့ပါအဲ့ချိန်ကျရင်ရောရင်ဆန်ကအခြေအနေတွေထပ်ဖြစ်လာနိုင်ပါသေးတယ်။ဒါကြောင့်ရုရှားဟာယူကရိန်းမှာနိုင်နေတယ်လို့တစုံတစ်ယောက်ကပြောလာရင်အစကိုပြန်သွားကြည့်ဖို့လိုပါရင်ရန်နေငယ်ပဲကြာမယ်လို့ယူဆရတဲ့စစ်ပွဲ၃နှစ်ကြာမှာရုရှားဟာယူကရိန်းရဲ့၂၀ရာခိုင်နှုန်းကိုပဲထိန်းချုပ်ထားနိုင်ပါသေးတယ်။စစ်သားတပ်တန်းဒီပါထိနာခဲ့ရပြီးစီးပွားရေးကိုဖျက်ဆီးခဲ့ပါတယ်။ဒီချိန်မှာရုရှားရဲ့ဂုဏ်သိက္ခာလည်းကျလာခဲ့ရတာပါ။ပြီးတော့အပေကံဖြစ်ခဲ့တယ်လို့စစ်တီအင်အားရှာပါထောက်ပံ့ရင်နေပါတဲ့အခြေအနေတွေနဲ့ကြုံနေခဲ့ရတာပါ။ပြောမယ်ဆိုရင်တော့စစ်ပွဲမဖြစ်ခင်ထားတဲ့အခြေအနေဆိုးသွားသိခဲ့ပါသေးတယ်။ အမှန်တရားကိုပြောရင်ရုရှားကနိုင်နေတာမဟုတ်ပါဘူးသူ့ဘာသူဖန်တီးထားတဲ့ဗျူဟာမြောက်ဘေးအနေထောင်ချောက်ထဲမှာပိတ်မိနေတာပေါ့ကောင်းတဲ့ရွေးချယ်စရာတွေလည်းမရှိသလိုရှင်းရှင်းလင်းလင်းထွက်ပေါက်လည်းမရှိပါဘူးဒီစစ်ပွဲကကြာရှည်လေးလေးရုရှားကိုယ်တိုင်အတွက်ဘေးအနေပို့ပြီးတော့ကြီးကြီးမားမားရှိလာလေးလေးဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ